အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတော့ကတော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေအတွက်ကျွန်တော် hobby စီယာလေးတစ်ခုရှိတယ်ဗောလေအဲ့တော့စနေသားသမီးဆိုတော့လည်းစနေသားသမီးအားလုံးအကျုံးဝင်တာတော့မဟုတ်ပါဘူးဗျာနော်အဲဘာကြောင့်လဲဆိုရင်အခုကျွန်တော်တို့လာမဲ့မြမနှစ်သက်ဗောလေ1389ခုနှစ်တနစ်စာလုံးမှာကံအကောင်းဆုံးနေ့နံကိုလက်ညှိုးထိုးပြပါဆိုရင်ကျွန်တော်ကစနေသားသမီးတွေကိုပဲလက်ညှိုးထိုးပြရမယ်ကံအကောင်းဆုံးနေ့နံဖြစ်တာကိုတွေ့ရတယ်အဲ့တော့စနေသားသမီးတွေကမှသူက စနေသားသမီးဆိုရင်ဆိုရပါဆိုဗျာစနေသားသမီးကံကောင်းမယ်လို့ဆိုတော့လည်းပဲအဲစနေသားသမီးတွေကတန်းတဲ့ချီရှိတယ်လေမျောတန်းနေကလေးလောင်းနေတာမှမဟုတ်တာတကဘာလုံးဆိုတော့ပြောမနေတော့တော့ပေါ့အဲ့တော့စနေသားသမီးအချင်းချင်းမှမမိမိရဲ့တဦးတယောက်ချင်းစီရဲ့ဟိုဇာတာဝင်တွေအပေါ်မူတည်တာရောက်စဲအသက်တွေကိုမူတည်ပြီးတော့တယောက်နဲ့တယောက်ကံကောင်းခြင်းဆိုခြင်းတွေတော့ကွာဟမှုတွေတော့အများကြီးရှိတာပေါ့လေနော်တို့တော့အတက်တိုင်းတော့ကျွန်တော်ခြုံဟောပေးခဲ့တယ်အခုတော့မှထပ်ပြီးတော့ဗာထပ်ဟောမယ်လဲဆိုတော့အဲ့ဒီကံကောင်းတဲ့စနေသားသမီးတွေထဲကမှ တခြားစနေတွေထပ်ပို့ပြီးကအကောင်းဆုံးလို့ခေါ်တဲ့စနေပေါ့အဲ့ဒါဘာလဲလို့မေးရင်စနေအထွန်းမွားတွေအတွက်ဟော်ဘီဂျင်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီနှစ်ဒီစနေသားသမီးတွေကအထွန်းမှာအထွန်းထက်တယ်လို့ခေါ်တယ်အထွန်းနှစ်ထပ်လို့ခေါ်တယ်အမရန်ကအကောင်းဆုံးသောအဲနေ့နံပါပဲဗျာနော်အဲ့တော့စနေအထွန်းမွားတွေဒီကာလမှာတော့လက်ကမောင်းတာခတ်ပြီးတော့ပဲဗျာနော်အလိုရှိရာတွေပြည့်စုံမဲ့ကာလနော်အဲ့ဒါလေးသိစေချင်တယ်အဲ့တော့ကျွန်တော်ဟော်ဘီတရားလေးနားထောင်ပေါ့ တနစ်စာပတ်လုံးမှာကံအကောင်းဆုံးအထုံးမှာအထုံးထက်တဲ့စနေအထုံးဘွားတွေကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဒီတနစ်မှာအဓိကအားဖြင့်ဒီစနေထုံးမင်းဆိုလို့ရှိရင်ဗျမင်းဆိုးရတာအကြီးကဲဖြစ်တာများလိမ့်ရှိကြတယ်ဗျာနော်မှတ်ထားပေးပါရာလူကြီးပိုင်းရှိတဲ့သူတွေဆိုရင်ဒီကလာမှာတကယ်ခေါင်းဆောင်ပိုင်းတွေပါတယ်အထိတက်လန်းသွားတဲ့အနေအထားမျိုးတွေဖြစ်ကိုဖြစ်တဲ့ဂိမ်းအမှန်ကောင်းတယ်ဗောလေ ယောဒနာအလုပ်တွေပါလေလုပ်နေလို့ရှိရင်အရင်တော့ကံတာမကောင်းအောင်မကောင်းပါဗျဒီလိုနဲ့အပိုင်းချနေမှာဆိုလို့ရှိရင်တော့အထုံးအထုံးမှာအထုံးထက်တဲ့အတွက်ဆုံရှုံနေတဲ့အလုပ်တွေပြန်ပြီးတော့အခေါင်းမော့လာလိမ့်မယ်ဥတီလာလိမ့်မယ်အဆုံးယူထားတဲ့ငွေချေးတွေဒီကာလမှာပြန်လဲရရှိတတ်တယ်ဆိုတဲ့အနေအထားမျိုးကြုံလာလိမ့်မယ်အတွက်အမှန်ကောင်းတယ်ဒါအပြင်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အမွေအနစ်တွေရတတ်တယ်ဒါအပြင်မင်းဆိုးရတာအကြီးကဲထိပ်ပိုင်းထိပ်ပိုင်းခေါင်းဆောင်နေရာတွေဖြစ်ရွေးချယ်တင်မြောက်ခြင်းခံရတဲ့အနေအထားမျိုးတွေဒီဖြစ်တတ်တယ်ဒါအဖွဲ့နေသုံးပြောတာဗောလေ အရှိကအရှိကလာမှာပေါ့လေဘလောက်ပဲအခက်ခဲတွေဂျုံခဲဂျုံခဲဘလောက်ပဲကြရှုံးမှုတွေရင်ဆိုင်ခဲရင်ဆိုင်ခဲဒီကလာကတော့နာမည်ဂုံသိခါတွေတဟုံလို့ပြန်လဲမြင့်တက်မဲ့ကာလာလို့ပြောလို့ရတယ်ဗျာနော်ပြီးတော့နောက်ဆုံးညာအရှိမှာအဆင်မပြေခဲ့တဲ့အချစ်ရည်တွေအိမ်တော်ရည်တွေရှိခဲ့တယ်ဆိုရင်တော့ဒီကလာမှာပြန်ပြီးတော့အဆင်ပြေမယ်ဆိုတဲ့ဂိမ်းမျိုးတွေမှာပါဝင်တယ်ကိုယ့်ကိုအရင်တော့ကိုယ့်ရဲ့အသင်းအဖွဲ့တွေပါတီတွေစတဲ့ရပြပေါ့လေအဲ့တူတွေကကိုယ့်ကိုချိုးနိုင်တာတဲ့ဖိနှိပ်ထားခဲ့တဲ့ဆိုရင်တော့မှဒီကလာမှာတော့ ဘယ်သူမှဖိနှိပ်ထားလို့မရတော့တဲ့အနေအထားနဲ့ထူးထူးချွတ်ချွတ်အောက်စုတွေအများကြီးတကမှကိုကတိတန့်ရင်ခြုံထွက်တယ်လို့မျိုးကိုယ့်ရဲ့ကံစားတာအမြင့်ပိုင်းကိုပြန်လဲရရှိမဲ့ကာလဖြစ်တာတွေ့ရတဲ့အတွက်အမှန်တန်ကောင်းတယ်နော်ယာရုကြနေတဲ့သူတွေဒီကနေ့မှယာရုပြန်ပြီးအတင်မြောက်ခံရတာမျိုးလေးတွေနေရာအရင်ဖယ်ပေးခဲ့တဲ့ဟာတွေမအောင်မြင်ခဲ့တဲ့ဟာတွေနောက်ဆုံးမြောက်ဒီကနေ့မှဟိုတချို့ရုပ်ရောက်ပွဲတွေပါတယ်ရှိလို့ပေါ့လေဝင်ပြီးရှင်ပြိုင်မယ်ဆိုလို့ရှိရင်ဒီကနေ့မှရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တာပေါ့ဗျနော်အပြိုင်ဆိုင်တွေကိုအမှန်အနိုင်ရတယ်ဆိုတဲ့ကာလမျိုးတွေမှာပါတယ် တော်တော်လေးအားကောင်းတယ်။ဒါပြင်ဒီကလာမှာအားကစားနေပသက်ပြီးဖြစ်စေရှင်ပြိုင်စရာလေးတွေရှိလာကြတဲ့ဆိုရင်မိမိကအနိုင်ရတယ်ဆိုတဲ့ကိန်းထဲမှာပါတယ်။တရားတော်ကောင်တွေဖြစ်နေတယ်မလား။ဒီကလာမှာမိမိကအနိုင်ရလိမ့်မယ်ဗျ။နောက်ဆုံးအမှုပညာနဲ့ပသက်ပြီးလောက်ကန်နေတဲ့သူတွေဆိုရင်ဒီကလာမှာအရန်ထူးထူးချင်းချင်းအောင်မြင်တဲ့အပြင်အောင်မြင်မှုစုတစိတ်တွေအကယ်ဒမီတွေစသည်အားဖြင့်ဓာမျိုးတွေပါချိမြောက်ခြင်းကံတဲ့ကာလလို့ခေါ်တဲ့အတွက်အမှန်တန်ကောင်းတယ်။ဘာမှစိတ်ကူစရာမလိုဘူး။ပြီးတော့မကြမ်းမမှာဖြစ်နေတဲ့ဒီကလာမှာအနာနဲ့ဆင်းနေတိုးပြီးတော့ ပြန်လဲနန္လန်ထအကောင်းမွန်လာလိမ့်မယ်။ကွဲကွာနေတဲ့ချစ်သူတွေ၊ကွဲကွာနေတဲ့လင်မယားတွေပြန်လဲပေါင်းစည်းရတတ်တဲ့ဂိမ်းရှိတယ်။အထူးအထူးသဖြင့်အမရန်ကြားကျင်နေကြတဲ့သိကျင်နေကြတဲ့အရာလေးတခုကဘာလဲဆိုတော့ကျွန်တော်စီဗီရီမင်းအများသောအားဖြင့်မေးလေမေးထားရှိတယ်ဗောလေ။ CIA ကျွန်တော်တို့ကျမတို့ကထိပောက်ဝင်ရှိလားဆိုပြီးအများနာမေးလေမေးထားရှိတတ်ကြတယ်။အဲ့တော့စနေအထုံးွားတွေအထုံးမှာအထုံးထက်တဲ့နှက်ကထိပောက်ဝင်အရှိဆုံးနှစ်ထမပါပါတယ်ဗျာနော်။ထိုးပြအောင်ထိုးပြပါ အထူးသဖြင့်မွေးတွေပါတယ်အိမ်မက်မှာဒါလမ်းသွားရင်မွေးတွေပါတယ်တွေ့တာမျိုးတွေဆိုရင်အမရန်ကောင်းတဲ့နမိတ်ဖြစ်တဲ့အတွက်ထိုးပြအောင်ထိုးတတော်တော်လေးအားကောင်းတယ်ဗျာထီစုကြီးပေါက်တဲ့ကိန်းထဲမှာရှိတဲ့အတွက်အရန်အားကောင်းတယ်နော်ပြီးတော့ဒီကလာမှာအလုပ်တွေပါတယ်လုပ်တဲ့အခါမှာလဲကိုပိုင်စီဝိုင်းလုပ်ငန်းလုပ်တဲ့အခါမှာစတင်နာလုပ်ငန်းတွေကိုအဓိကလက်ကင်ထားပြီးတော့လုပ်မယ်ဆိုရင်တော်တော်လေးအောင်မြင်တာပေါ့အထူးသဖြင့်ဗျာ twin threat ပစ္စည်းတွေပေါ့လေအဲ twin threat တွေအဲအဲ့လိုမျိုးတွေကိုတူးဖော်တဲ့အခါမှာအမရန်ကောင်းတယ်ဒါပြင် အဝတ်အထည်တို့အထည်လေးလုပ်ငန်းတို့လို့အရန်ကောင်းတာပေါ့ထီးတို့ဖက်နှက်တို့ရောင်းဝယ်ဖောက်ကအမှန်တန်အဆင်ပြေတယ်နိုင်ငံရေးဆိုင်ရာပတ်သက်ပြီးဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကနေအမှန်တန်ကောင်းတယ်ဗျနော်တော်တော်လေးအားကောင်းတယ်ကိုယ့်ရဲ့ဖုန်းတကူအာဏာတွေမြင့်တက်လာမယ်ဆိုတဲ့ကာလကျွန်တော်တော်တော်လေးအားကောင်းတယ်အဲ့တော့ဒါလေးအားလုံးကိုခြုံပြီးကြီးလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲမေးလို့ရှိရင်အချက်လေး6 6လောက်တော့တွေ့ရတယ်ပြန်ခြုံလိုက်လို့ရှိရင်နံပါတ်1စနေအထုံးဝါးတွေဒင်းထံမှာနေရာပေးခံရလိမ့်မယ် ထပ်ပြောမယ်နော်နေရာပိတ်ခံရမယ်အဲ့အဲ့နေရာပိတ်ခံရတဲ့ဆိုတဲ့ဟာဒီကတေချာစင်ညာကြီးအမရံကောင်းတယ်ဗျအထူးသဖြင့်ခုနကကျွန်တော်ပြောတယ်တချို့တွေဆိုရင်မင်းစိုးရတာအကြီးကဲတွေဖြစ်တယ်ဆိုတော့မင်းဖြစ်တယ်ဆိုတော့ဂိမ်းထဲမှာသွားပါတယ်ဗျာနော်တကယ်ဟိုရှင်ပြန်ပြီးရွေးမဲ့ဆိုတော့မှရွေးပေါက်ခံတယ်ဆိုတဲ့အနေအထားမျိုးတွေပြိုင်ဆိုင်မှုအားလုံးကိုအနိုင်ရမယ်ဆိုတဲ့ကာလမျိုးတွေမှာပါတဲ့အတွက်စနေအထုံးမွားတွေတော့အကောင်းဆုံးတော့နေရာရမယ့်ကာလနေရာအပိတ်ခံရမယ့်ကာလပဲနံပါတ်1ကဘာဖြစ်မလဲဆိုရင်အခွင့်ရအသက်တွေအများကြီးကိုယ်စီကိုရောက်ရှိလာနိုင်မယ်စိတ်တိုင်းကြရွေးချယ်လို့ရတယ်ဆိုတဲ့အနေအထားလေးကြုံရလိမ့်မယ်နံပါတ်3 အရင်တော့လှုပ်လို့မရတဲ့ကိစ္စတွေရှိလာခဲ့ရင်တော့မှဒီကားမှာလှုပ်လို့ကင်လို့အဆင်ပြေလာလိမ့်မယ်လှုပ်ကင်ရတဲ့အနေထားခြောက်နေလာလိမ့်မယ်ဗျာနော်အဆင်ပြေမယ်နံပါတ်၄ကဘာလဲဆိုတော့ဒီကားမှာဝန်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်ယာရုတိုးရဲဆိုတဲ့အနေထားဖြစ်ကိုဖြစ်တယ်ပုဂ္ဂလိကဝန်နှန်းနေရတော့ယာရုတိုးတာပါဗျာလသာတိုးတာပေါ့ဒီအစိုးရဝန်နှန်းနေဆိုရင်ဒီကားမှာယာရုကြီးကြီးမားမားရတယ်ဗျာနော်ပြီးတော့ခုနကနိုင်ငံရေးလှုပ်နေတဲ့သူတွေစသည်အားဖြင့်ပေါ့လေစစ်မကြီးကလှုပ်တဲ့သူတွေဆိုရင်ဒီကားမှာတကယ်ဗိုလ်ချုပ်တို့တကယ် ဒီကောင်းဆိုင်ပေါင်းတို့ပေါ့နော်ထိပ်ပိုင်းဆိုင်ရာတွေအများကြီးဖြစ်ဖြစ်တာရှိတဲ့အတွက်အမှန်တန်ကောင်းတယ်နံပါတ်၅အချက်ကတော့ဒီကာလမှာကို့လေးလေးစားစားနဲ့ချစ်ခင်တဲ့သူတွေအများကြီးပေါ်လာလိမ့်မယ်ကိုအမိတ်ပေးအာနာပေးကိုပြောလိုက်တဲ့စကားတစ်ခုကိုနားထောင်ပြီးတော့လက်ခုပ်တီးအားပေးမဲ့သူတွေအစင်းသိရှိနေတဲ့ကာလလို့ခေါ်တဲ့အတွက်အမှန်တန်ကောင်းတယ်ဗျနံပါတ်၆အနေနဲ့ဘာသွားရှိလဲဆိုတော့သိချင်တယ်ထပ်ပြီးပြောရင်သူကနံပါတ်၆အနေမှာအကြီးကဲတနေရရဟိုရရတဲ့ဆိုတော့ကိန်းထဲမှာသွားပါတဲ့အတွက်တော်တော်တော်လေးအားကောင်းတယ်အဲ့တော့ဘာမှစိတ်ပူစရာမလိုဘူး တနစ်စာဘက်လုံးမှာကံအကောင်းဆုံးသောသူတွေကစနေအဲ့စနေတွေကမှထပ်ပြီးအကောင်းဆုံးကစနေအထုံးမှာအထုံးထက်တဲ့အထုံးဘွားတွေပေါ့နော်တော်တော်လေးအားကောင်းပါတယ်အဲ့တော့ဒီကလောက်မှာလုတ်ချင်တာတွေရှိရင်တွေးဝင်နေတာတွေချိန်ချနေတာတွေချင်းချင်နေတာတွေလုံးဝအဲ့အဲ့လိုမျိုးတွေလုတ်မနေတော့နဲ့လုတ်နေတာကိုပြက်ပြက်သားသားလာလုတ်ပြီးတော့နော်အမှန်တန်ကံကောင်းတဲ့နေ့တစ်နေ့ဖြစ်ပြီးကံတရားရထောက်မမှုအပြေအဝရပြီးအရင်ကဘလောက်တောင်ပဲကြာရှုံးခဲ့ကြာရှုံးခဲ့တရားကနေပြန်ရှင်လာတဲ့ကာလမျိုးပဲဗျာနော် တော်တော်ကြီးအဆင်ပြေတဲ့ဂိမ်းပဲဘာမှစိတ်ပူတာမလိုတော့ဘူးအဲ့တော့ကံလေးတွေကောင်းအောင်ကိုယ့်ဘက်ကဝရိယအားလေးတွေညံလေးတွေနဲ့ထည့်ပြီးကြိုးစားတယ်လို့လိုအပ်တဲ့ရည်ရည်လေးတွေလည်းခြေပေါ့လေအဲ့တော့ကျွန်တော်သဘောရတော့ဖြစ်နိုင်ကြလို့ရှင်ပေါ့အခုကျွန်တော်တို့ငလင်တန်ကြောင်ပြိုပြတ်သွားတဲ့အရာတွေအများကြီးရှိတဲ့ထက်မှာဖရားဇီရီတွေပါကြတယ်ပေါ့အဲ့မှာတက်နိုင်ခဲ့ရင်စနေအထုံးွားတွေအတွက်ထီးတွေပါတယ်ပြန်ပြီးတော့လူတန်းမင်းနိုင်ရင်ဖရားထီးတင်မင်းနိုင်တော့အမရန်ကောင်းတဲ့ကုသိုလ်ဖြစ်နေမှာမဟုတ် ဲ့ဒီကုသိုလ်ထဲမှာလည်းကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ရမယ့်အနေအထားမျိုးတွေအလူကြီးတန်းကြီးလောက်ရမယ့်အနေအထားတွေလည်းပါလာမှာပါအဲ့တော့ဖြစ်နိုင်လို့ရှိရင်ထီးတွေပါလေပြန်တင်ပေးပါဒါမှမဟုတ်ထီးတွေပါလေပြန်ပြုတ်ပြင်ပြီးတော့တင်ပေးပါလေထီးတင်ပေးပါဒါအပြင်ဒီဇယ်ဘရိုတွေကိုပြန်ပြီးတော့တိဆောက်တဲ့အခါမှာတချို့တွေကတချို့ဇယ်ဘီဖျားတော်တော်များများမှာပါလေနှမျိုးပဲရှိတာပေါ့မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်သိသလောက်ဆိုရင်ရွှေသင်္ကန်းကတ်ထားတာပေါ့လေတချို့ကကျတော့ထုံးသင်္ကန်းကတ်ထားတယ်လို့ခေါ်တယ်အဲ့တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေပေါ့လေဖြစ်နိုင်ရင် ထုံးသင်ကန်းလေးကတ်လူစီခြင်းနဲ့ဇီရီတော်ဒီမှာဒါတက်နိုင်သလောက်လေးပေါ့အဲ့တော့ထပ်ပို့ပြီးတော့တက်နိုင်ခဲ့ရင်စနေအထုံးွားတွေအနေနဲ့အဲကျွန်တော်တို့ပြုတ်ပြတ်သွားတယ်ပေါ့လေငကယုံဖျားတွေရှိပါတယ်ဗျာနော်ဆိုတော့အဲ့ဒီငကယုံဖျားကိုပြန်ပြီးတော့တိဆောက်ပေးနိုင်ခဲ့ရင်တော့အကောင်းဆုံးသောကုသိုလ်ကံကြီးဖြစ်လာပါလိမ့်မယ်အဲ့ဒီအလူမျိုးတွေကိုလှုပ်ဖျက်အောင်လုပ်မယ်ဆိုရင်မိမိတို့အလူရှိတဲ့ဆန္ဒလေးတွေပြေဝပြီးတော့ထိပ်ပိုင်းအမြင့်ဆုံးဆိုတဲ့အဆင့်ထိတေချာပေါက်ရရှိပိုင်ဆိုင်ပါလိမ့်မယ်စနေအထုံးွားတာသမီအားလုံး စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပြီးတော့ကြုံတွေ့ရတဲ့ကဲ့ရောတာကိုလည်းကျော်လွှားနိုင်ပါစေအလူကြီးအတန်းကြီးပေးနိုင်ပြီးတော့အမျိုးဘာသာသာသနာစောက်ထိန်နိုင်ကြပါစေသာသနာပြုနိုင်တဲ့ပုံကူတူပုံကူမြတ်တွေဖြစ်နိုင်ကြပါစေလို့ကျွန်တော်စွန့်မကောင်းတောင်းရင်ကျွန်တော်ဟောဆရာလေးကိုဒီနေရာကနေနှိကုံချုပ်ပါတယ်ဗျာနော်